မင်္ဂလာပါချစ်မိတ်ဆွေတို့ရေ Cooking with Blessing Ra ကနေပြန်လည်ဆွလိုက်ပါတယ်ဒီနေ့ Blessing Ra နဲ့အတူလေအားဆလိုကောင်းတဲ့ဝတ်သားလုံးလုံးနည်းလေးကို Blessing Ra တင်ပြပေးချင်ပါတယ်လို့တချို့လူတွေကမမမမတိမကြောက်တဲ့သူတွေအတွက်ဒီနေ့လေးတိုင်းလို့ကြည်ပါဝတ်သားလုံးမှမဟုတ်ဘူးเนาะခြေဦးမှာထေစားတဲ့ဝတ်သားချောင်းလေးပါ Blessing လို့ပြောင်းပါမို့အခုပဲ Blessing ကအတူစတင်လိုက်ရအောင်လားချစ်သူရေ Let's go right now ကဲစတင်ကြမယ်အသားလုံးလုံးလုတ်တဲ့နေရာမှာတော့ blender တော့လိုအပ်တယ်เนาะ ပြီးတော့ blessing rack ကဒီကြိတ်သားလေးကိုဝတ်သားကြိတ်သားလေးကို900ဂရမ်ဝယ်လာပါတယ်လို့တကယ်လို့မကြိတ်ရသေးဆိုတော့တောက်တောက်လေးစီလုံးရပါတယ်လို့ကဲအသားမှာထည့်ဖို့အတွက်ပန်းပြရင်အကြည်လို့ light soy sauce ကို dissolve ပြီး baking soda ကိုပစွန်တဲ့ dissolve နဲ့ငရုတ်ကောင်းရယ်နော်ပြီးတော့တကြား dissolve လောက်ထည့်အောင်နော်ပြီးရင်ကြက်သားမုံလေးအနည်းငယ်ထည့်ပြီးတော့မှဒီ soy sauce ီလိုနောက်နောက်လေးနည်းနည်းလေးထည့်ပေးရအောင်เนาะသစုံလောက်ကဲအဲ့ဒါကိုရောတမမွေးလိုက်မယ်ခနောက်တမျိုးကတော့အာလူးမုန့်လေးစုံပါလို့တကယ်လို့အာလူးမုန့်မရှိဘူးဆိုရင်အတာလူးမုန့်တို့ strap မုန့်တို့အားလုံးသုံးလို့ရတယ်เนาะအမစာလေးနည်းနည်းထည့်ရအောင် ဖြစ်နိုင် ရေနည်းနည်းထည့်ပြီးတော့မှဖြော်ထားရင်တော့ပိုကောင်းပါတယ်လို့เนาะကဲဒါဆိုရင်တော့ soda လေးပါတော့သူကပွားပွားအနစ်လေးကပွားပွားလေးနဲ့ လက်စင်ထည့်လိုက်ပြီเนาะကဲဒါဆိုတကယ်လို့ဒါရေနဲ့ဖြော်ရင်ဆိုပူတော်ကောင်းတယ်လက်စင်ကအဲ့ဒါရေနဲ့မဖြော်လိုက်မယ်ပေါ့เนาะရေနဲ့နည်းနည်းဖြော်ပြထန်တော့အရန်ကိုကောင်းပါတယ်လို့ကဲအမအဲရေခဲသုံးရေခဲသုံးကိုကျတော့၁၄သုံးလောက်ထည့်မယ်เนาะငါဒီအသား900 900g လို့မှာဆိုရင်ကဲဒါကိုကြိတ်ကြိတ်မယ်ကြိတ်တဲ့အခါမှလေတခါတည်းဖြည့်ပြီးမှလေအများကြီးအကြာကြီးအဲ့လို ဖြည့်ပါနဲ့လို့ဆိုဆက်ကပြတ်တတ်တယ်နော်အဲ့ဆိုခဏလေးဖြည့်လိုက်ပြန်မြမနားလိုက်အဲ့လိုမျိုးလေးလုပ်ပါလို့ကဲနည်းနည်းလေးလိုတိရတဲ့ကြောင့်เออยีเล่นๆบาแท้ไล่ได้พี่เห็นเนาะเปลี่ยนไปแล้วมาสู่จิ๊บไปบาเนี่ยบลันดาเลยแกดีอนิทาเลยส่วนเนาะจี้ไล่อ่ะอ๋ออตาเลยอ่ะนูญ่าเปิมาจิ๊บๆเลยขึ้นเนี่ยแหละ တချို့လူတွေကမကြစ်မှာဆိုလို့မမာမှာဆိုလို့ဆိုရင်ကြောက်တယ်လို့ဇွန်းကိုထောင်ကြည့်တဲ့အခါမှာထိတ်ထားတဲ့အသားလေးတွေကအောက်မှာလုံးဝမကျသွားဘူးဆိုရင်တော့လေအဲ့ဒါအသားလုံးဖြစ်နေပြီပဲကဲဒီလိုမျိုးလေးစမ်းတတ်ကြည့်ပါလို့ခဲ့တာဆိုရင်တော့အဲ့ဒါကိုခဏလေး present တော့ဖုံထားပြီးတော့ရေခဲတဲ့တာထဲမှာမိနစ်30တို့မဟုတ်တနာရေပေါ့ကဲဒါတော့ကြောင်ညာလေးပါရှင် present ပေါင်းအိုးနဲ့စိုက်တဲ့ငရုတ်တရား အတကုံပဲမိုးမြောင်ငရုတ်တိဆိုတာပဲအယားဆက်တဲ့အဲနော်အယားဆက်တဲ့ငရုတ်တိပါလို့ကဲကြောင်ညာလေးပေါ့ကွယ်ခဲ့တာဆိုရင်တော့မနေနိုင်တော့အခုချက်ချင်းပဲစားချင်ပြီဆိုတော့အသားလုံးကိုထုတ်လိုက်ပြီးတော့မှပြင်ဆင်တော့ဒီတိုင်းလေကရေကဆူဆူနေရပါမယ်နော်ယေစုထဲမှာမှပြင်ဆင်တော့လက်နဲ့အသားလေးကိုဒီလိုဒီလိုလုံးပြမထဲလိုက်မယ်ဆိုရင်ဘာဆဲမှမလိုဘူးကိုပိုင်ဆက်လင်းနေပေါ့ တချို့တွေကတော့ဒီအသားလုံးပေါ်အတွက်ကိုဆက်တွေပါတွေဝဲကြတယ်ဘယ်လိုဆိုရရှုပ်တယ်လေဟုတ်တယ်မလားပစ္စည်းသိမ်းရတာများတယ်ဘယ်လိုဆိုကိုယ့်ရဲ့လက်နဲ့ပဲဆက်လုပ်လိုက်တော့တယ်ခဲဒါဆိုရင်တော့အသားလုံးတွေကအပေါ်မှာတက်လာပြီဆိုရင်တော့လေဒီဘက်မှာရေခဲရေထဲမှာလုံးထည့်ရပါမယ်နော်ရေခဲရေထဲမှာထည့်ခြင်းအပြင်အသားတွေကជីជីလစ်လစ်လေးဖြစ်သွားတဲ့တဘောဒီလိုပုံစံလေးကင်ကျင့်တောင်မှတင်းတင်းရည်ရည်လေးဖြစ်နေတာမျိုးပေါ့ကဲဒါဆိုအခုဒါ ကျေးအိုးမှာစားချင်တဲ့သူတွေအတွက်เนาะကိုကဒီလိုလှုပ်ထားပြီးပြီဆိုရေခဲတက်တာခအခဲထဲမှာထက်ထားပြီဆိုတော့အချင်းအကြာကြီးစားလို့ရတယ်ဒီဘက်လောက် AC ပဲပြဆိုတော့အဲ့လိုစားတာဒါလေးလှုပ်ထားပြီးတော့အခဲမှာထက်ထားမှလိုရတခါပြန်သုံးကဲဒါလည်းအချောင်းလေးเนาะဒါလည်းအရင်စားလို့ကောင်းတာကလေးလို့ဆိုအရင်ကြိုက်ဒီနည်းလေးလှုပ်ကြည့်ပါเนาะဒီအဲဒါပေါ်မှာကဲကြည့်အောင်ဒါအသားချောင်းလေးလေးဤပြီးတော့မှမတောင်းနေရပဲ ချစ်ချစ်ကလေးနဲ့ဒါအကျိုးမှထဲဆိုင်တော့ share ပဲလေနော်ကဲဒါလည်းထုံးစံအတိုင်းပါပဲလို့ရေခဲရေထဲမှာထည့်ခဲ့အခုဒါကပြီးသွားပြီပေါ့အမကျိုးစချင်းစပွဲပြင်စင်မဲဟိတ်ကဲ blessing တော့ဘလို့ insa တခုမိုးအေးတဲ့ရာတီမှာဆိုတော့ခောက်ဆွဲမပါပဲနဲ့လေဒီတိုင်းလေးပဲ blessing နဲ့စချင်တယ်ပြီးတော့ကလေးတွေစောက်ဖို့အတွက်ဟိုဒုတ်ထိုးလေးလှုပ်ထားလိုက်တယ်ဆိုတော့ပိုးမှစားလို့ကောင်းနေရော ကေတာဆွမ်းနာပလစ်စင်ရက်ကအခုကလေးတွေကလည်းစောင့်နေပြီဆိုတော့လေစားတော့မယ်အရေးလေးကလည်းတောင်းမယ်ကွယ်တွေ့လားအဲ့လိုမျိုးလေတစ်ခါခါကြာရင်အဲ့ဒီတမျိုးတည်းနဲ့ပဲတွေ့လား tree in 1ပုံစံလေးနဲ့အမြင်ဆောင်လို့ဆိုအမကရီတင်မိတ်နန်းစီမွေးထဲမှာအမနနာမိတ်ထဲမှာငရုတ်ကောင်းထဲပြီတော့မအဲ့နနာမိတ်လေးတွေနည်းနည်းချက်တော့အပေါ်မှာအရေးလေးပြန်ဖြူလိုက်မယ်ဆိုတော့โอเคပြီလေ ဒီတိုင်းမစားတော့ပါရှယ်တကယ်ဝတ်သားတုတ်ထိုးအဲဂျေအိုဂျေအိုအေဟိုဟာခောက်ဆဲမပါတာလေးပဲဒါတော့တကယ်ဂျေအိုအတာကယ်ပြည်စွမ်းတာကဒီဘောဘမှာတရရကီဆော့စ်ဒီဘမှာရောငရုတ်ဒီအစပေါ့ကဲဆွဲတာဆွဲတာအိမ်လုံးဆွဲတာကိုပြောင်းရောအယမ်းမိမိုက်တယ်နော်ဒီလိုမျိုးလေးလှုပ်ရှားပါလို့ချမိတ်စီလို့တပိုင်းစာလေးပြင်တင်ပေးလိုက်တာပါ ကဲအားလုံးကောင်းသောနေ့ပါရှင့်